ကိုယ့်ရဲ့ပြဿနာတွေကိုဘယ်သူမှရှောက်ပြောမနေပါနဲ့။ဘာကြောင့်လဲဆိုတော့80ရာခိုင်နှုန်းသောလူတွေကကိုယ့်ရဲ့ပြဿနာတွေအကြောင်းကိုလုံးဝစိတ်ဝင်စားဘူး။20ရာခိုင်နှုန်းကတော့ကိုယ့်မှာအဲ့ဒီပြဿနာတွေရှိနေတာကိုကသူတို့အတွက်ပျော်ရွှင်စေတယ်။ဒီတော့ပြဿနာတွေအကြောင်းရှောက်မပြောပါနဲ့။ကိုယ့်ရင်ထဲမှာပဲတင်ထားပါ။ပြီးရင်အဲ့ဒီပြဿနာတွေကိုရအောင်ဖြေရှင်းပါ။ ို့အတွက်မှန်ကန်ပြီးတော့ဘသူ့ကိုမှမထိရိုက်စေမယ့်အရာတွေကိုလှုပ်တာလှုပ်ပါဘသူမှကို့နေရာမှာဝင်နေပေးနိုင်မှာမဟုတ်လို့ပဲတချို့လူတွေကသူတို့လမ်းလျှောက်နိုင်ဖို့အတွက်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုခင်းပီးရင်တော့မင်းကလည်းပြတ်မြန်ပြူပြူမဖြစ်ဘူးกว่าဆိုပြီးတော့မှပြဿနာတောင်ရှာသွားတယ်ဟုတ်လေဒီလိုလူမျိုးတွေကိုရှောင်ရမယ်ကိုယ်လည်းဒီလိုလူမျိုးမဖြစ်ဖို့လိုတယ် ဘောအကြောင်းစဉ်းစားရင်တော့ဒီနှစ်ခုကိုတတိယလိုက်စမှာကိုကိုကိုအပြစ်တင်ခြင်းကအတိတ်ကိုပြောင်းလဲလို့မရဘူးဆိုရတဲ့စိတ်ပူပန်မှုတွေကအနာဂတ်ကိုပြောင်းလဲလို့မရဘူးဆိုတဲ့အရာနှစ်ခုပါကိုဘွားထဲမှာရှိတဲ့လူတိုင်းဟာဆရာတွေကြီးပါပဲတချို့တွေကချစ်ချင်းမေတ္တာတွေကြောင်းကိုကြီးထောက်ပံ့မှုတွေအကြောင်းကိုသင်ငန်းစာတွေပေးတတ်တယ်တချို့လူတွေကတော့ ကိုဘာတွေကိုရှောင်ရှားရမလဲဆိုတာကိုသင်ပြတယ်။တချို့သူတွေကသူတို့ဘဝတွေအတွက်ကိုကဘာမှလုပ်မပေးနိုင်တဲ့အခါမှာသူတို့အတွက်အကျိုးအမြတ်တွေမရှိတော့တဲ့အခါမှာစစ်မှန်တဲ့အယောင်တွေကို ပြသလိုက်မယ်။စကလုံးတွေကိုမြှိုက်ပါ ပြောပြသွားရင်တော့ခွင့်လွတ်လို့ရပြီမယ်။မေးပြောင်းလို့တော့မရတော့ဘူး။ကိုကိုအမားတွေလုတ်ဖြစ်အောင်မြှောက်ပေးတယ်။ မှားသွားပြီဆိုမှမင်းဟာအမြဲတမ်းမှားနေတယ်ဆိုပြီးတော့မှကိုကိုတံပိုးကြအောင်လှုပ်တက်တဲ့သူတွေအထွတ်တော့ကိုရဲ့တံမိုးကိုချမဖြစ်ပါဘူး။သူတို့မသိရင်တောင်မှကိုရဲ့တံမိုးကိုကိုယ်တိုင်နားလဲပါကို့မှာတံပိုးရှိနေပါလေ။တခါတလေမှလူတွေကပြောင်းပြဲသွားတာမဟုတ်ဘူး။သူတို့ရဲ့မျက်နှာဖုံးတွေကွာကျသွားတာပါ။ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိဆွေတွေတို့ဘဝအတွက် တန်ဖိုးရှိတဲ့ဆူရီမဲ့သာဖြစ်ပါလေ။ကျွန်တော်ဒီငယ်ရင်းနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုကြွေးကြွေးရွှင်ရှင်နဲ့ဖြစ်တိုင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရစေဖို့ကျွန်တော်ဆုတောင်းပေးပါရစေ။ကျွန်တော်တော့ကိုညာလေးအောင်ပါခင်ဗျာ။